အလိုအလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ကြည့်ရှုရမယ့်ဗီဒီယိုလေးကစားပြီးနားမလဲတဲ့ရှင်ဖုံးပြည့်ရဲ့ကောင်မအလေးဟောင်းပေါ့နော်ခင်မင်းခရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့တူတူကြည့်ရမှာဖြစ်ပါတယ်တော်တော်လေးစိတ်နာစရာကောင်းပါတယ်ဆိုတော့ဒီဗီဒီယိုကိုကြည့်ရင်လည်းကျွန်တော်တို့ reaction လို့တွားရအောင်နော်စိတ်ကလို့အရင်ပြင်မယ်နားပါတယ် တချင်တခါမဟုတ်တဲ့အမားတွေကိုလည်းခွင့်မပေးခဲ့တယ်။တချင်တခါမကပါဘူး။ဘသူကလည်းကိုချစ်တဲ့လူတယောက်ရဲ့ image ကိုထိပြီးရောမှဒီလိုမျိုးတွေဖြစ်ချင်မှလည်းတော့ဒီလားအနာမအကောင်လုံးအကောင်ဆုံးနေပြီးခဲ့လေ။ညီကမွန်မိုင်း ဲနဲ့တဘောမတူပါဘူးလို့ပြောနေရတယ်မမိတ်မမဲနဲ့ဒီလူရဲ့လက်ကိုဆုပ်ခဲ့ပြီးတော့မှဘာပဲဖြစ်ခဲ့ခဲ့ရှိလာလဲတူတူရင်ဆိုင်မိမဲ့ဆိုပြီးရှေ့ရနေပြီးတော့မှနေခဲ့ပြရအခုဟာမာနေတယ်ဆိုရင်တောင်းမရမမဟုတ်ဘူးလားမတောင်းမနဲ့အပြင်ကျူးလွန်သူက နင်နာသူလိုဟန်ဆောင်ပြီးတော့အပြစ်တွေပို့ပြီးအဖို့နေရဘလောက်ခံစားရလို့ထင်လဲကိုကျင်းဆိုင်လို့ပြောတဲ့သူတွေကလေကိုကိုရဲ့အဲ့အိမ်ရတခုခံစားဖို့မသိတာကိုကိုရဲ့အဲ့အိမ်ရတခုကိုကိုရဲ့လက်တွေ့ကြုံတော့မှအဲ့အိမ်ရတခုခံစားဖို့မသိတာ မတဲ့အခုဆိုဒါမတဲ့ရဲ့ relationship ရဲ့ပုံလေးတွေအမတဲ့ချပြတည်ရမတဲ့မချပြတည်ရအရာတွေအများကြီးရှိရအများကြီးမှအများကြီးပဲအောင်မြင်စေခြင်းနဲ့တိုးတက်စေခြင်းနဲ့ဒါကြောင့်မို့လဲအများကြီးတက်နိုင်တာထက်ပို့ပြီးတော့မှအနားမှာအများကြီး support ပေးခဲ့ရကွာတူလား ကိုမင်းသားမှရှိရလူတွေဆိုသိပါတယ်။တငယ်ချင်းတွေတားနေတယ်။မိသားစုတွေတားနေတယ်။အပေါင်းအသင်းတွေပြောတယ်နင်သူနဲ့ဆင်ပြေနိုင်ဘူး။နင်စိတ်ထားလည်းသူနဲ့ဆင်မပြေနိုင်ဘူးလို့ပြောနေတယ်တန်းနဲ့။နင်လိုလူမျိုးနဲ့သူနဲ့မတည့်ဘူးလို့ပြောနေတယ်တန်းနဲ့။ငါမမိတ်မမဲစက်ပြီးအမတီလဲငါရှုံးနေ။တိုင်းနဲ့ဂျူနေရောမ ယူလို့ပဲယူလို့ပဲအခုလည်းဒီအိမ်ထဲမှာတယောက်တည်းဒါလေးရေဖွေးရမယ်လူတကယ်ချင်းပေါင်းတဲ့နေတောင်းနေတဲ့တန်းနဲ့ဆက်လျှောက်ခဲ့တဲ့အတွက်ကြောင့်မို့လို့ အခုချိန်မှာဘသူ့အိမ်မှာရင်သွောဖွင့်လို့မရလို့ကိုရင်နဲ့မခံစားနိုင်တဲ့ဟာကိုလေထောက်ပြချင်တယ်။ငါဘယ်လောက်ခံစားနိုင်ရလဲဆိုတော့မင်းကိုတိစေချင်တာ။နာပါရကွာ ချင်းချင်းအခါခါအချင်းချင်းအခါခါခွန်ပေးရဲ့နားလဲအောင်လဲပြောပါလေဘာရည်အမြင်မလုံလောက်တာလဲဘာရည်အမြင်မလုံလောက်တာလဲ ဘာမြန်မာသွားခဲ့ရလဲငါဘယ်နေရာမှာလိုအပ်ချက်တွေရှိသွားခဲ့ရလဲဆိုပြီးတော့ကိုကိုအငဲစိတ်တိတ်ငဲစိတ်နဲ့ကိုကိုကိုလေးငါဘာမဝလဲငါဘာလိုအပ်ချက်ရှိသွားလဲဆိုပြီးတော့ကိုကိုကိုအပြစ်တင်နေမိအတကယ်တော့ငါငါမမဟုတ်ငါရွေးချယ်လို့မမလာ 我要去灭了马头人，我背上来了马头人，我要去杀了马乌，我背上来了马头人，我我不让开。 တိုင်းဝိုင်းနဲ့အကောင်လုံးကစွန့်ပြီးမှငါ့ကိုသဘောမတူတဲ့ကြားရဲငါသဘောမတူတဲ့ကြားရဲဒီလိုမျိုးငါရှစ်ဆက်ပြီးတော့မှတိုးခဲ့တာအမိုင်မဲခဲ့တာ မိသားစုညီကိုမောင်နှမတွေတာနေရကြရဲအခုလိုမျိုးရှင်းဆက်တူခဲ့ဆိုအရင်ချစ်လို့မိသားစုတွေနဲ့တောင်လဲပြီးတော့မှငါအခုလိုမျိုးနေနေရဆိုအရင်ချစ်ခဲ့လို့ဒါပေမဲ့အခုလေငါပေးဆက်ခဲ့ရတယ်ကမတန်ဘူးဆိုတော့ငါတိပါနေလို့ငါပြန်မလို့ချင်ဘူးနေလို့ပြန်မလို့ချင်ဒါပေမဲ့ငါနင်းနေ ချိန်နေရောလူရောငွေရောစိတ်ကောရာအားလုံးငါဒီမှာဘာမှဖက်စရာမရှိအောင်ငါပြောလို့တော့မထုံဘူးငါလည်းနေပြောပြီးနေအတွက်နဲ့ငါမြိုက်စလုံးခဲ့တာနေအတွက်နဲ့ ကနစ်နာသူလုံးငါ့ကိုထပ်ပြီးတော့စားရဲပို့ပြီးတော့မှထပ်ပြီးတော့မှငါ့ကိုရိုင်းဆိုင်တဲ့စကလုံးนี่နဲ့ထက်တုံးနေတာနင်ဒီထက်ထပ်ပြီးတော့မှလွန်လာမယ်ဆိုလို့ရှိရင်နင်ရှင်းစရာရှိရအောင်လားရှင်းထပ်ပြီးတော့မှလွန်လာမယ်ဆိုလို့ရှိရင်ငါဘက်ကလည်းရိုင်းထိုင်နေတော့မှမဟုတ်ဘူးငါနင်နာမနေနေရတယောက်တည်းဆိုပေမဲ့ငါမှလည်းအတိုင်းဝိုင်းဆိုတာရှိရဲ့တိလား ငါတို့ဘယ်သူမှငြိမ်းခံမနေတော့ဘူးငါနင်းတာခဲ့တာငါဖြစ်ခဲ့တာငါခံစားခဲ့ရတာငါပေးဆက်ခဲ့ရတာအကုန်လုံးငါအတိုင်းပိုင်းငါပတ်ဝန်းကျင်ငါမိသားစုအကုန်လုံးသိတယ်ကဲဟုတ်ပြီနော်ကျွန်တော်တို့ကြားရတဲ့ဗီဒီယိုလေးကတော့လုံးဝစိတ်မကောင်းစရာပဲနော်။အရင်ပဲတနာဖို့ကောင်းပါတယ်နော်။ကောင်းမလေးကအရင်ပဲတနာဖို့ကောင်းတယ်။အခုချိန်မှာက အဲ့လိုမျိုးဟာလေအရာများတယ်ပေါ့နော်အရာများတယ်ဒါမဲ့ကျွန်တော်ဒီမှာတခုပြောချင်တာကဘာလဲဆိုတော့အခုသူ့ရဲ့ကောင်လေးပေါ့နော်ရှင်ဘုံပြည့်အခုပြောမှပဲကျွန်တော်သိတယ်ရှင်ဘုံပြည့်ဆိုတော့ဘယ်သူပဲวะဆိုတာလည်းကျွန်တော်လည်းမသိဘူးနော်ဒီ post တွေတက်လာတဲ့ပိုင်းတခွရဲ့ညီပေါ့နော်အာပိုင်းတခွရဲ့နာမည်ကိုပြောမိလို့လည်းကျွန်တော်အရင်ပဲစိတ်မကောင်းပါဘူးပိုင်းတခွဆိုတာက လုံးဝပဲအေးစေးစေးသမား तू ကတရိษာရန်ချစ်တယ် तू ပျော်ပျော်ရွှင်ရွှင်နဲ့နေတတ်တယ်ဒါပေမဲ့ तू ငြိကြတော့ဘလို့ဖြစ်သွားတာလဲတော့မသိဘူးเนาะ तू ငြိရဲ့စိတ်နေစိတ်ထားတော့တမျိုးစီဖြစ်သွားတယ်ဟာပါတော့အာ तू အိမ်ကနေဆင်းလာတယ်ဆိုကြရက तू ခုနပြောသွားတယ်เนาะအိမ်ကနေဆင်းလာတယ် तू ပတ်စံတပြားမမပါဘူးဘာမှကိုမရှိဘူးတဲ့ဆိုတော့အဲ့ချိန်မှာ ဆိုသူအိမ်ကနေဆင်းလာတယ်သူပတ်စံတပြားမမပါဘူးဘာမှမရှိဘူးတဲ့နော်အဲ့ချိန်မှာအခုခင်မင်းခဘောနော်ဒီကောင်မလေးကသူ့အိမ်မှာထားပြီးတော့အခန်းငါပြီးတော့တူတူနေတာဘောနော်တနစ်ကျော်တနစ်ဝင်းကျင်လောက်အတူတူနေ ပြီးတော့အဲ့ဒီနောက်ပိုင်းမှာလည်းအဲ့ကောင်လေးကဖောက်ပြန်တယ်ဖောက်ပြန်တဲ့နောက်ပိုင်းမှာအခုသူ့ကိုထားခဲ့တာဘောနော်ဆိုတော့ဒီလိုစဉ်းစားမယ်ဆိုလို့ရှိရင်လည်းဟုတ်ပါတယ်အရင်လဲစိတ်နာစရာကောင်းပါတယ် သူကဒီကောင်မလေးကအဆဆရရဒီသူ့ရဲ့ကောင်လေးအတွက်လှုပ်ပေးတယ်အဆဆရရသူတတ်နိုင်တယ်လို့လှုပ်ပေးတယ်ပေါ့နော်အစဉ်ပြောင်းလှုပ်ပေးတယ်နော်သူ့ရဲ့ကိုယ်ခန္ဓာနော် သူ့ရဲ့ကိုယ်ခန္ဓာသူ့ရဲ့စိတ်အကုန်လုံးပုံအပ်ပြီးတော့ချစ်ခဲ့တာနိနိခါခါကိုချစ်ခဲ့တာဒါမဲ့ကောင်လေးကဘာမို့ညာမို့နဲ့ဒီလိုထားခဲ့တာဆိုတော့တော်တော်လေးလေးစိတ်နာဖို့ကောင်းပါတယ်နော်အချစ်ဆိုလို့ရှိရင်တော့လူတိုင်းနဲ့မကင်းပါဘူးလူတိုင်းမှာတော့အချစ်ရှိတယ် ါပေမဲ့ကိုတကယ်ချစ်တဲ့သူကအဲ့လိုလုပ်ခဲ့တယ်ဆိုလို့ရှင်အယံခံစားတယ်နော်အယံခံစားတယ်ကျွန်တော်လည်းခံစားဘူးတယ်ပြောရမယ်ဆိုလို့ရှင်အဲ့လေကျွန်တော်လည်းခံစားဘူးတယ်ပေါ့နော်အခုလိုမျိုးပဲចောင်းသားဘွားတော့ကပေါ့အခုတော့မဟုတ်တော့ပါဘူးចောင်းသားဘွားတော့ကကျွန်တော်ဒီကောင်မနဲ့လက်မထိုင်ကျွန်တော်တည်နိုင်တယ်ဆိုတဲ့အဆင့်ထိတောင်မှကျွန်တော်အယံပဲခံစားတာ ပြောရမယ်ဆိုလို့ရှိရင်လောကမှာပေါ့နော်သူတယောက်တည်းပဲရှိတယ်လို့ပဲကျွန်တော်ထင်ခဲ့တာ။ဒါပေမဲ့နေ့တွေကြာလာပြီးတော့အချိန်တွေတပြည့်ပြည့်နှောင်းလာတော့အလိုလိုနဲ့မေ့သွားတာပဲ။အဲ့လိုပဲအခုညီမလေးကိုလည်းကျွန်တော်အားပေးချင်တယ်။ကိုပေါ်မှာတစ္ဆာမရှိတဲ့ကောင်လေး ကောင်မလေးတယောက်အတွက် အချိန်မကုန်ဘဲနဲ့အနည်းနာမခံဘဲနဲ့နော်မျက်ရည်အကြမခံဘဲနဲ့ ကိုယ်ပေါ်မှာတစ္ဆာမရှိတဲ့လူကိုထားခဲလိုက်ပါကိုယ်ပေါ်မှာတစ္ဆာရှိပြီးတော့တူထက်နှစ်ဆသုံးဆကိုယ်ပြန်ချစ်လာမဲ့ကောင်လေးကောင်မလေးကိုတွေ့လာလိမ့်မယ်ဆိုတာကျွန်တော်ပြောခြင်းတယ်ဝတ်ဆိုတာလဲတယ်တလားဝတ်ဆိုတာလဲတယ်အခုညီမလေးကိုလုတ်တလို့အဲ့ကောင်လေးကလည်းပြန်ခံစားရမှာပဲပြန်ခံစားရမှာလဲတယ်ဝတ်ဆိုတာလဲတယ်နော် မကြောက်ဘူးနော်ဝတ်လေတယ်ဆိုတော့မကြောက်ချစ်ချင်းလေတာနော်ဆိုတော့အခုညီမလေးခံစားတယ်လို့သူကလည်းခံစားမှာပဲတနေ့နေ့ကျရင်အခုချိန်မှာညီမလေးကအရင်ပဲခံစားနေတာပေါ့နော်ဒါပေမဲ့မကြခင်နောက်နေ့ဆိုလို့ရှိရင်ညီမလေးဒီထက်ကောင်းတဲ့ကောင်းလေးချေချောလေးတွေနော်ဒီထက်တစ္ဆာရှိတဲ့ကောင်းလေးကိုရမယ်လို့ကျွန်တော်ယုံကြည်တယ်ဘာဖြစ်လို့ဆိုတော့ညီမလေးပေးဆက်တာတဲ့အရာများတဲ့အကုန်လုံးပေးဆက်ခဲ့ပြီးပြီနှလုံးသားအတွင်းမဲ့ပေးဆက်ခဲ့ပြီးပြီဆိုတော့ညီမလေးစိုက်ပျိုးခဲ့တဲ့ အပင်ကိုတနည်းနည်းကြည့်ရင်အတီးတီးလာမယ်လို့ကျွန်တော်ယုံကြည်တယ်။ဒါလည်းကျွန်တော်နည်းနည်းအပီးစကားနဲ့ပြောတာပေါ့နော်။ဆိုတော့ကျွန်တော်ရဲ့အတွေ့အကြုံနဲ့လောကမှာလူဆိုတာအများကြီးရှိတယ်။တယောက်တည်းမရှိဘူးနော်။အဲ့ဒါလုံးဝမမိန်နဲ့နော်။လုံးဝမမိန်နဲ့သူတယောက်ကိုမှတယောက်ဆိုပြီးတော့လုံးဝအဲ့ဒီစိတ်ထားမထားနဲ့။သူ့ကိုမယူရင် ကျွန်တော်တည်သွားနိုင်တယ်ဆိုတဲ့စိတ်ထားလုံးဝမထားပါနဲ့နော်။သူနဲ့အစ်မပြိုးဆိုလို့ရှိရင် ောက်ထပ်တယောက်ရှိမှာပဲနောက်ထပ်တယောက်လာမှာပဲလူအများများတယ်ဒီလောကကြီးမှာလေအများများတယ်ဆိုတော့သူတဲ့အစီမပြင်းကျွန်တော်အသက်တော်မှရှုံရှုံသွားနိုင်တယ်ကျွန်တော်တေးနိုင်တယ်အဲ့လိုစိတ်ထားလုံးဝမထားပါနဲ့တယောက်နဲ့အစီမပြင်းလဲအစီပြေတယ်လို့နေပြီးတော့တီးခံပြီးတော့ခုလို့ပေးလိုက်နော်ဒီထက်ကောင်းတဲ့လူလာလိမ့်မယ်နော်အဲ့ဒါလေးကကျွန်တော်ဘုသူဇာနေနဲ့အဲဒီကတ िश ူနေတဲ့အကိုတွေအမတွေညီမလေးတွေအတွက်ကျွန်တော် အားပေးချင်တာပေါ့နော်။ Okay ကျွန်တော်တို့ဗီဒီယိုတော့အဲ့လောက်ပါပဲ။နောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆုံတွေ့ကြမယ်။အားလုံးပဲဘိုင်ဘိုင်။